အငင်းစားတမ်မတ်ဗိုလ်မှူးချုပ်ဟောင်းချုပ်ထွန်းအောင်ကိုလောက်ကျန်တက်ဖြတ်တဲ့တဲခန်းနေဆိုပြီးတော့6နှစ်အရွယ်ကလေးငယ်တူအမျိုးသမီး2ဦးအပါဝင်စုစုပေါင်းလူ16ယောက်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။အဲ့ဒါလို့ဖမ်းဆီးကြောင်းကိုမနေ့ကဇွန်လ9ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ဗိုလ်မှူးချုပ်ဟောင်းချုပ်ထွန်းအောင်ကိုပြစ်ခတ်ခဲ့တဲ့တုန်းက Golden Valley Warrior ကအသုံးပြုတဲ့စပိန်ကိုနောက်ရောက်ခံလိုက်ရကနေဖမ်းဆီးရမိခဲ့တာလို့လည်းဆိုပါတယ်။ ဖန်စီရမိတဲ့အထက်မှာလောက်ကြံသူလို့စစ်ကောင်စီကဆွဆွထားတဲ့သူတွေရဲ့မိသားစုဝင်တွေအပြင်မှာ CDM ဆရာဝန်၂ယောက်လည်းပါဝင်တယ်လို့ဆိုပါတယ်။ဘုံမှုချုပ်ဟောင်းချုပ်ထွန်းအောင်ကိုပစ်ခတ်ခဲ့တဲ့ကတနက်ကြီးပေါက်ထွက်ပြီးတော့ဘဲဘဲ၆လောက်ဒဏ်ရာရခဲ့တဲ့လူတယောက်ကိုလင်းထုခုစေယုံပိုင်ရှင်ဒေါက်တာရဲလင်းစိုးနဲ့ဒေါက်တာဇော်ကိုကိုတို့ကစစ်ကူတာပေးခဲ့တဲ့အတွက်ကြောင့်သူတို့ကိုပါဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒါအပြင်လင်းထုခုစေယုံကိုလည်းစစ်ကောင်စီကချိတ်ပိတ်ခဲ့တယ်လို့ဆိုပါတယ်။ဘုံမှုချုပ်ဟောင်းချုပ်ထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင် जा ပေးနေတဲ့သူဖြစ်ပါတယ်၂020ရွေးကောက်ပွဲနောက်ပိုင်းမှာစစ်ဖက်တာဝန်ကအနားယူခဲ့ပြီးတော့ကမ်ဘောဒီးယားနဲ့ဘရူနိုင်းနိုင်ငံတွေမှာတာမတ်တာဝန်ယူခဲ့ပါတယ်စစ်ကောင်စီရဲ့အနီးကပ်အကြံပေးစစ်မှုထမ်းဟောင်းတွေထဲမှာသူဟာတယောက်ပါဝင်ဖြစ်ပါတယ်စစ်ကောင်စီဝါဒဖြန့် lobby တယောက်ဖြစ်တဲ့သဇင်ဦးကတော့ဗိုလ်မှူးချုပ်ဟောင်းချုပ်ထွန်းအောင်တက်ဖြတ်မှုမှာပါဝင်တဲ့သူတွေကိုကျုံးမိတ်ပေးဖို့လှုံ့ဆော်နေတာတွေ့ရပါတယ် လိုင်ကော်မြို့တပေကုန်းဖုန်ကြီးကျောင်းဝင်းအတွင်မှာအခိုင်အမာတက်ဆွတ်ထားတဲ့စစ်ကောင်စီတပ်စခန်းကို KNDF viewer နှစ်နဲ့မဟာမိတ်တပ်ပေါင်းစုတွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF viewer နှစ်ကမနေ့ကဇွန်လ9ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာ MA1 ၅လက် AK47 တစ်လက် MA4 တစ်လက် RPG တစ်လက်နဲ့တခြားလက်နက်ခဲယမ်းတွေကိုလည်းသိမ်းယူနိုင်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းတိုက်ဆုံးခဲ့ပြီးတော့ KNDF နဲ့ဖူပေါင်းမဟာမိတ်တွေဘက်ကတော့ နှစ်ယောက်တန်ရာရခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။မတလတိုင်းပြည်ဦးလွင်ခရိုင်တပိတ်ချင်းမြို့နယ်ကြက်ရိုးပင်ကြေးရွာကဘုံကြီးကျောင်းကိုဇွန်လ9ရက်ညနေ9:18မိနစ်မှာစစ်ကောင်စီက Jet Fighter နဲ့ဘုံကျက်ခဲ့ပါတယ်။ဘုံကျက်တာကြောင့်တန်ကတော်တပားပြန်လည်တော်မူပြီးတော့အရက်သား၄ယောက်တန်ရာရခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပတ်ကဖောက်ကထုတ်ပြန်ကြေညာပါတယ်။ပြန်လည်တော်မူတဲ့တန်ကဟာတက်တော်69နှစ်ရှိပြီးတော့တခြားတန်ရာရတဲ့သူတွေကတော့ အမျိုးသမီး2ဦးနဲ့အမျိုးသား3ဦးဖြစ်ပါတယ်တိုက်ပွဲမရှိဘဲနဲ့ဘုံကျဲခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းလည်းပျက်စီးသွားပါတယ် NUCC ကောင်စီဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံအလုံသမားတပ်ပေါင်းစု MLA နဲ့မြေပြင်သမိုင်းမောင်အဖွဲ့တွေရဲ့ကြိုးပမ်းမှုကြောင့် ILO ကစစ်ကောင်စီကိုအရေးယူတော့မယ်လို့ NUCC ကထုတ်ပြန်ပါတယ်။ ILO သမိုင်းမှာပုံမှန်33နဲ့ပထမဆုံးအကြိမ်အရေးယူခံတဲ့နိုင်ငံကလည်းမြန်မာနိုင်ငံပဲဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ရေးယူမှုကိုတော့နောက်အတနာအဖလက်ထက်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်အခုဒုတိယအကြိမ်ရေးယူတာကြောင့်စစ်ကောင်စီကနိုင်ငံတကာဖိအားတွေကိုအရင်ကထက်ပိုပြီးကြတော့ရင်ဆိုင်ရအဖွဲ့အားရှိတယ်လို့ဆိုပါတယ်ဂျနီဘာမှာကျင်းပနေတဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားညီလာခံ IRC မှာ ILO အဖွဲ့အစည်းပုံအခြေခံဥပဒေပုံမှ33နဲ့စစ်ကောင်စီကိုအေးအေးယူတန်ခတ်ဖို့အတွက်မဲခွဲစရာမလိုဘဲနဲ့တညီတညွတ်ထဲဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ် စစ်ကောင်စီအာဏာသိမ်းတဲ့၄နှစ်ကျော်ကာလအတွင်းမှာလူခွင့်ရေးချိုးဖောက်မှုပေါင်း1968ခုရှိခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။စကိုင်းဟာလူခွင့်ရေးချိုးဖောက်မှုအခမ်းအနဆုံးဒေတာဖြစ်တယ်လို့လည်း NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဇွန်လ၄ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းနဲ့ဗုံးကျဲတက်ခိုင်းမှု1840ချိန်ရှိခဲ့ပြီးတော့တေဆုံးသူ3152ဦးရှိခဲ့ပါတယ်တေဆုံးတဲ့သူတွေမှာ18နှစ်အောက်ကလေးငယ် 466ဦးလည်းပါဝင်ပါတယ်။ဒါ့အပြင်စာတင်ကျောင်း250တကျောင်းစေယုံစေကန်း69ခုနဲ့ဘာသာရေးအဆောက်အအုံ443ခုလည်းပါဝင်တယ်လို့ဆိုပါတယ်။စစ်ကောင်စီဘက်ကအစုလိုက်ပြုံလိုက်တပ်ဖြတ်မှု390တခုအထိကျူးလွန်ထားခဲ့ပြီးတော့တေဆုံးသူကတော့စုစုပေါင်း4155ဦးရှိတယ်လို့လည်းဆိုထားပါတယ်။ ICC နိုင်ငံတကာရာဇဝမှုခုံရုံးရဲ့တရားစွဲဆိုချက်ကိုအပြန့်လန့်အကာအကွယ်ပေးဖို့အတွက်စစ်ကောင်စီနဲ့ရုရှားအစိုးရတို့ချုပ်ဆိုတဲ့စာချုပ်ဟာတရားမဝင်မဲ့အလိုလိုပြက်ပြက်ပြီးသားဖြစ်တယ်လို့ Legal Aid Network ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အဲ့ဒီချုပ်ဆိုတဲ့စာချုပ်ပါအသေးစိတ်အချက်အလက်တွေကိုနှစ်ဖက်စလုံးကထုတ်ပြန်မှတ်ထားပေမဲ့နိုင်ငံတကာဥပဒေအရတရားစွဲဆိုတာကိုဆန့်ကျင်ခုခံမှုစ조사ကြတာဖြစ်တဲ့အတွက်ဥပဒေကြောင်းအရမှားယွင်းတဲ့အပြစ်မှာသဘောတူညီချက်ဟာချုပ်ဆိုစဉ်အစင် ကာလမှာကတည်းကအလိုလျောက်ပြက်ပြက်ပြီးသားဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့လိုစာချုပ်မျိုးချုပ်ဆိုတာကိုနိုင်ငံတကာကကန့်ကွက်ရှုတ်ချတာမျိုးမလုပ်လို့ရှိရင်အစင်လာတစ်ခုဖြစ်သွားနိုင်တဲ့အန္တရာယ်မျိုးလည်းရှိတယ်လို့ Legal Aid Network ကထောက်ပြထားပါတယ်။ NUG မျိုးသားညီညွတ်ရေးအစိုးရကိုတောင်ကိုရီးယားသမရတက်ကတရားဝင်အစိုးရအဖြစ်အတိမတ်ပြုဖို့အရာကြီးသမရဒူဝါလက်ရှိလကပန်ကြားလိုက်ပါတယ်။တောင်ကိုရီးယားနိုင်ငံကရွေးကောက်တင်မြှောက်လိုက်တဲ့သမရတက်စီကိုဥတီပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပေးပို့တဲ့တဝန်လွှာထဲမှာအဲ့ဒါလိုထည့်သွင်းရေးသားခဲ့တာပါ။ ဒါ့အပြင်အများပြည်သူတွေရဲ့လူခွင့်ရခုခံကာကွယ်တာတွေနဲ့ Federal Democracy ရေတောက်ဆိုတိုက်ပွဲဝင်တာတွေကိုလည်းတောင်ကိုရီးယားပြည်သူတွေကပူပေါင်းဆောင်ရွက်မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။အီဂျစ်မြောက်ဟာပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကပြုတ်လုခဲ့တဲ့တောင်ကိုရီးယားနိုင်ငံရဲ့ရေးပေါ်သမရရွေးကောက်ပွဲမှာမဲဆုစုပေါင်းရဲ့49ရာခိုင်နှုန်းကျော်ကိုရရှိပြီးတော့သမရအသစ်ဖြစ်တဲ့ရွေးချယ်တင်မြောက်ခံရတာဖြစ်ပါတယ်။မကွေးတိုင်းစောမြို့နယ်ညောင်ကန်ရွာကို မနေ့ကဇွန်လ25ရက်နေ့မှာစစ်ကောင်စီရဲ့ Jet Fighter တစ်စီးကပေါင်250ဘုံ၃လုံးကျက်ချခဲ့ပြီးတော့နေအိမ်တလုံးပေါ်မှာကြက်ရောက်ပောက်ကွဲခဲ့တဲ့အတွက်အဲ့ဒီအိမ်မှာနေထိုင်ကြတဲ့ပြည်သူ၃ယောက်တိတ်ဆုံးခဲ့ပြီးတော့၆ယောက်ဒဏ်ရာရခဲ့တယ်လို့စောမြို့နယ်မှာနေထိုင်တဲ့ဒေသခံပြည်သူတယောက်က TM Media ကိုပြောပါတယ်ဒဏ်ရာရခဲ့တဲ့၆ယောက်ထဲကတဦးဟာစိုးရိမ်ရတဲ့အခြေအနေရှိပြီးတော့စေယုံမှာစေကူတာနေတယ်လို့ဆိုပါတယ်စောမြို့နယ်ညောင်ကန်ရွာထဲကိုတိုက်ပွဲမဖြစ်ပွားဘဲနဲ့မိတ္တိလာစန်တဲလေတက်ကနေ MI G29 Jet Fighter တစ်စီးနဲ့လာကျဲတာ ဖြစ်ပြီးတော့ရက်သားနေတုံးပုံကိုတက်တက်ကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ညောင်ကန်ရွာဟာစောမြို့နဲ့ဆယ်မိုင်လောက်ဝေးပြီးတော့လမ်းဘတ်ဆက်သွယ်ရေးခက်ခဲတဲ့ရွာတွေအားလည်းဖြစ်ပါတယ်။ရောချောင်းဘေးမှာရှိပြီးတော့အခုလိုမိုးရွာတွေမှာဆိုလို့ရှိရင်ရေလန်းကိုအားကိုးရတဲ့ကြေးရွာတွေဖြစ်တယ်လို့ဒေသခံပြည်သူတွေကဆိုပါတယ်။ သမ္မတဒေါ်နယ်ထရန့်ကိုအယုံကြည်မရှိအဆိုတင်သွင်းကြဖို့ Tesla နဲ့ Twitter ပိုင်ရှင်တထေး Elon Musk ကတိုက်တွန်းလိုက်ပါတယ်။ခရီးသင်ငယ်တွေအပေါ်မှာလိမ်မှုကျွလွန်တဲ့ Jeffrey Epstein နဲ့ Donald Trump တို့ဆက်သွယ်ရှိတာကိုလည်းလောင်ပြောင်တည်ရောလိုက်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကလည်း American အစိုးရနဲ့ Elon Musk ရဲ့ကုမ္ပဏီတွေချုပ်ဆိုထားတဲ့စာချုပ်တွေနဲ့ထောက်ပံ့ကြေးတွေကိုဖျက်သိမ်းပစ်မယ်လို့ပြန်လည်ချင်းချောက်ပါတယ်။အလွန်ရင်းနှီးတဲ့မိတ်ဆွေတွေလို့ကြွေးကြော်ခဲ့ကြတဲ့သူနှစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာအပြန်အလှန်တိုက်ခိုက်မှုတွေဟာမနေ့ကကြာသာပရိနေတနေ့လုံးပြင်းထန်နေပါတယ်။သူသာမကူညီလို့ရှိရင်ဒေါ်နယ်ထရန့်ဟာသမ္မတဖြစ်လာမှာမဟုတ်ဘူးလို့လည်း Elon Musk ကဆိုပါတယ်။အရင်ရက်ပိုင်းတွေတုန်းကတော့သမ္မတထရန့်နဲ့ Elon Musk တို့ဟာတယောက်နဲ့တယောက်ဓာတ်ရိုက်မတိုက်ခိုက်မိအောင်တိတ်ဆောင်နေခဲ့ကြပေမဲ့အခုတော့ဆိုရှယ်မီဒီယာပေါ်ကနေပြောင်းထုတ်ပြောပြီးတော့တယောက်နဲ့တယောက်တိုက်ခိုက်ကြတဲ့အထိတင်မာလာပါတယ်။ထိုင်းနိုင်ငံအနေနဲ့ကိုတိုင်းပြည်အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်အစ်မြင့်စစ်စင်ရေးတစ်ခု စတင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ထိုင်းစစ်တပ်ကပြောဆိုပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံနယ်နိမိတ်အငင်းပွားမှုနောက်ဆက်တွဲတွေအနေနဲ့နေကြာတစ်ဖက်တစ်ချက်ကစစ်သားတွေချင်းပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာနှစ်နိုင်ငံဆက်ဆံရေးတင်းမာလာခဲ့တာပါ။အဲဒါလို့တင်းမာလာခဲ့ပြီးတဲ့နောက်အခုလိုပြောဆိုမှုကတော့အပြင်းထန်ဆုံးတုံ့ပြန်ချက်တစ်ခုဖြစ်ပါတယ်။ဒီနေ့နေကင်းပိုင်းမှာထိုင်းစစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေတကားပိတ်အစည်းအဝေးပြုလုပ်ဖို့လဲစီစဉ်ထားပါတယ်။ထိုင်းစစ်တပ်ရဲ့ကြီးတပ်ရေတပ်လေတပ်တွေအားလုံးကိုအစင်းနဲ့ပြင်ဆင်ထားတယ်လို့လဲထိုင်းအစိုးရရဲ့တရားဝင်သတင်းဌာနက Time PBS ကကြေညာပါတယ်ကမ္ဘောဒီးယားဟာနေဆက်မှာစီးရီးပြင်ဆင်နေတာကိုစိုးရိမ်ပွဲဟာထောက်လန်းတွေ့ရှိရတဲ့အတွက်အခုလိုပြင်ဆင်မှုတွေလောက်လာရတာလို့လည်းမနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောဆိုထားပါတယ်လွန်ခဲ့တဲ့ရာစုနှစ်တွေထဲမှာခမာဘရင်တွေထိုင်းနိုင်ငံကိုကျူးကျော်စဉ်တုန်းကဆက်လုပ်ခဲ့တဲ့ဝိဟာရဖျားเจ้าနေမင်းနဲ့ပတ်သက်ပြီးတော့ကာလကြာရှည်နေမင်းအငင်းပွားမှုရှိခဲ့ပါတယ်အဲ့ဒီမပြီးဆုံးနိုင်တဲ့အငင်းပွားမှုကြောင့်အငင်းပွားနေတဲ့နေရာရဲ့တစ်ဖက်တစ်ချက်မှာ နှစ်နိုင်ငံစစ်တပ်တွေအဆောင်ချထားခဲ့ပါတယ်မေလ28ရက်နေ့ကတော့အငင်းပွားနယ်မြေမှာနှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပေါ်ပြီးတော့ကမ္ဘောဒီးယားစစ်သားတယောက်ကြာဆုံးသွားခဲ့တာဖြစ်ပါတယ်နောက်ဆုံးရသတင်းတွေကို TM Media ကနေပြီးတော့တင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ